အခုတင်ဆက်ပေးမယ့်သတင်းကတော့ရုရှားတင်ထားတဲ့နိုင်ငံများမှာယူကရိန်းတိုက်နာဆုတ်ခွာသွားမယ်လို့တောင်းဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။တူရကီနိုင်ငံမှာကျင်းပခဲ့တဲ့ရုရှားနဲ့ယူကရိန်းဘက်ကအစစ်မြင့်တာဝန်ရှိသူတွေပါဝင်ခဲ့တဲ့အပြစ်ခရရဲ့ဆွေးနွေးပွဲမှာရုရှားဘက်ကကိုယ်စားလှယ်တွေကရုရှားတပ်တွေတင်ထားတဲ့ယူကရိန်းနယ်မြေတွေကနေယူကရိန်းတပ်တွေဆုတ်ခွာပြီးမှအပြစ်ခရရဲ့ဆွေးနွေးမှုတွေစတင်လုပ်ဆောင်မယ်လို့ပြောကြားခဲ့တာပါ။ အဆိုပါဆွေးနွေးပွဲမှာရုရှားကိုယ်စားလှယ်တွေကရုရှားတပ်တွေထိန်းချုပ်ထားတဲ့ဂရိနေမျိုးတွေဖြစ်တဲ့ဒိုနက်လူဟန်ဇက်ခါဆန်ဇာပိုရီဇာစီယာနေရာတွေကနေယူကရိန်းတပ်တွေထွက်ခွာပေးရမယ်လို့တောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။အဆိုပါဒေသတွေမှာယူကရိန်းရဲ့တပ်ဖွဲ့ဝင်တွေကဆက်လက်တိုက်ပွဲဝင်နေပေမဲ့ရုရှားတပ်တွေကထိန်းချုပ်ထားတာပါ။ဆွေးနွေးပွဲမှာနှစ်ဖက်လုံးကဖမ်းဆီးထားတဲ့စစ်တပ်ဝင်တထောင်ကျော်ကိုအပြန်အလှန်လဲလှယ်ဖို့အတွက်သဘောတူညီမှုရရှိခဲ့တာကလွဲပြီးတော့တခြားသဘောတူညီမှုတွေရရှိခဲ့တာမရှိဘူးလို့သိရပါဗျ။ ဆွေးနွေးပွဲပြီးမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားသမ္မတဘူတင်ယူကရိန်းသမ္မတဇီလန်စကီကိုဖုန်းနဲ့ဆက်သွယ်ပြီးတော့မျက်နှာရှင်းဆိုင်ဆွေးနွေးညီနိုင်မှုတွေလှုပ်ဆောင်နိုင်မှုအတွက်ကြိုးပမ်းမယ်လို့ပြောကြားခဲ့တာပါဒီသတင်းကိုတော့ငင်းကြံဝါပြပို့လာပါ